တဖြည်းဖြည်းနဲ့အသက်အရွယ်တစ်ခုကိုရလာတဲ့အခါမှာတိတ်တိတ်ဆိတ်ဆိတ်ကလေးနေရတာကိုပို့ပြီးတော့မှတန်ဖိုးထားလာတယ်။အေးအေးချမ်းချမ်းလေးနေရတဲ့ဘဝကိုပို့ပြီးတော့မှမမောလာခဲ့မိတယ်။လောကကပေးတဲ့သင်ခန်းစာတွေကြောင့်လားတော့မတည်ဘူးလေ။ဘယ်ရာကမှဘဝမှာမတည်မြဲဘူးဆိုတာကိုအချင်းချင်းတွေ့ကြုံခဲ့ရတဲ့လောကဓာတ်တွေကပြသခဲ့လို့လည်းနားလေသဘောပေါက်ခဲ့ပြီလေ။တကယ်တမ်းဘဝမှာကိုကိုကိုသာအားကိုးရာကိုကိုကိုသာပျော်ရွှင်အောင်တည်ဆောက်နိုင်တာ ကိုကိုတိုင်ကပဲကိုကိုကိုအေးချမ်းအောင်တည်ဆောက်နိုင်တာပါလားဆိုပြီးတော့မှအချင်းချင်းလည်းပဲတွေ့ကြုံရတော့နှလုံးသွင်းမှန်ကန်လာခဲ့တယ်ရည်သက်ရှိသလောက်ပဲကြုံတွေ့ရမှာပဲလေကိုဘော်ကိုမကောင်းတဲ့လူနဲ့ပဲဖြစ်ဖြစ်ကိုဘော်ကိုကောင်းတဲ့လူနဲ့ပဲဖြစ်ဖြစ်ရည်သက်ရှိသလောက်ပဲကြုံတွေ့ရတာမို့လားဒါကြောင့်မို့ရည်သက်ကြောင့်ပဲစုံစုံဝတ်ကြွေးကြောင့်ပဲစုံစုံကံကြောင့်ပဲစုံစုံစုံစည်းခြင်းရတဲ့အခိုက်အတန့်လေးမှာ ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားပါကိုယ့်ရဲ့စေတနာကို ကောင်းမွန်အောင်ကိုကိုတိုင်ကြိုးစားပြီးတော့မှထားပေးလိုက်ပါ။ဘာကြောင့်လဲဆိုတော့လူတွေကတော့ကိုယ့်အပေါ်ကိုလူတိုင်းကောင်းခြင်းမှကောင်းပါလေ။မကောင်းတဲ့လူတွေလည်းရှိမှာပဲ။သူတို့ကောင်းကောင်းမကောင်းကောင်းကိုယ်စိတ်စေတနာတွေကောင်းအောင်သာကိုကိုတိုင်ကြိုးစားဖို့လိုတာမို့လား။အဲ့တော့လူတွေကပတ်ဝန်းကျင်မှာတွေ့ကြုံတဲ့အခါမကောင်းတဲ့လူတွေလည်းတွေ့တယ်၊ကောင်းတဲ့လူတွေလည်းတွေ့ရတာပါပဲ။အပြစ်ပြောတဲ့လူတွေရှိသလိုချီးမွမ်းတဲ့လူတွေလည်းရှိတယ်။ကဲရဲတဲ့လူတွေလည်းကြုံရမှာပဲ။မြောက်ပင့်ပြောတဲ့လူတွေနဲ့လည်းကြုံရမှာပဲလေ။ ဒါပေမဲ့မကောင်းတဲ့လူတွေနဲ့တွေ့ကြုံခဲ့ရတဲ့အခါကိုယ့်ကိုစော်ကားပြုတ်လိုက်တဲ့ပုံပေါ်တွေနဲ့ကြုံလာရတဲ့အခါမျိုးတွေမှာခွင့်လွတ်နိုင်တဲ့လောက်ခွင့်လွတ်နိုင်အောင်ကြိုးစားပါ မခွင့်လွတ်နိုင်ဘူးဆိုလို့ရှိရင်တော့မေတ္တာထားနိုင်အောင်ကြိုးစားပါမေတ္တာမှမထားနိုင်ဘူးဆိုလို့ရှိရင်လည်းဥပိ္ပခာပြုတ်နိုင်အောင်ကြိုးစားပါဥပိ္ပခာထားလို့မှကိုယ်စိတ်ကမငြိမ်းချမ်းသေးဘူးဆိုရင်တော့ဆွန့်လွတ်နိုင်အောင်ကြိုးစားပါဘာပဲဖြစ်ဖြစ်ဘဝကတူတူလေးမို့နှလုံးစိတ်ဝင်အေးချမ်းအောင်ပဲနေထိုင်ပါ ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။